မင်္ဂလာပါဒီနေ့ကတော့25ဗတ်တန်တရသီစာမှာဖြစ်ပါတယ်တရသီကဒီဆေးစိန်ထားတဲ့အဝါရောင်မဟုတ်ဘူးသူမှဲ့ကန်နေမို့လို့ဝါနေတာဖြစ်ပါတယ်တေချာအောင်ကျွန်တော်တရသီကိုတစ်ချက်အိတ်ထဲမှာကြီးလိုက်သေးတယ်ဟုတ်တယ်ဗျကျွန်တော်တို့ဆေးတရားစိန်ထားတဲ့အဝါမဟုတ်ဘူးတကယ်မှဲ့ကန်နေမို့လို့ဝါတာပေါ့နော် ပြီးတော့သူတို့ပေးအဲတို့စားမဲ့စားနှစ်ထုပ်ပေးလိုက်တယ်အဲအဲ့နှစ်ထုပ်နဲ့မတို့ခင်မှာတရသီရဲ့အရသာကိုတေချာအောင်အရင်မြည်ကြီးလိုက်တယ် ဟုတ်တယ်မှဲ့ကနေပြီဝဝလေးဖြစ်နေပြီသူကအချိုနဲ့အချင်းနဲ့ပေါင်းဆက်ထားတယ်ရတာရပါတယ်ရေခဲစိန်ထားတော့အေးပြီးတော့ကျွတ်ပါတယ်ပထမတို့เสียစားပေါ့နော်စားကိုကျွန်တော်ဟိုမဲမဲလေးဆိုတော့ဗာလေးလဲဆိုပြီးတော့ကျွန်တော်အရင်တို့စားကြည့်ရဗျာပုံမှန်ထင်ထားတာကတကြားနဲ့စားနဲ့ငရုတ်သီးနဲ့လို့ထင်ထားတာမဟုတ်ဘူးဗျာသူကငပိရဲ့တကြားရဲ့စားနည်းနည်းရဲ့ပေါင်းထားတာအဲ့တော့တရသီးရဲ့ ဒီအမောက်ရဲ့တို့စားတဲ့အခါမှာတော့သူကတရသည်ရဲ့အချင်းရဲ့တကြားနဲ့တရသည်မိကန်လေးရဲ့အချိုရဲ့ငပိရဲ့အဆက်ရဲ့အဲ့သုံးမျိုးပေါင်းပြီးတော့ရရပါတော့။စားနည်းနည်းပါတော့အငံတက်ရပါတော့။အရသာလေးမျိုးကိုတစ်ခါတည်းပေါင်းဆက်ပြီးရရတာဖြစ်ပါတယ်။ဒါပေမဲ့သူကစားပြီးတော့ဆက်ပြီးတော့ဂျမနီခဲ့ဘူးပေါ့နော်။စားပြီးရတယ်အဲ့အဆက်လည်းပျောက်တယ်။အရသာလည်းတစ်ခါတည်းထိသွားတယ်။အဲ့လိုပုံစံလေးလှုပ်ထားတာဖြစ်ပါတယ်။စားနှစ်ထုပ်ပါတာနောက်တစ်ထုပ်ကတော့အချိုပေါ့နော်။ကျွန်တော်တို့ ပကြားရယ်စားရယ်နောက်စေးတကြားလေးနည်းနည်းရယ်အဲ့သုံးမျိုးပေါင်းထားတဲ့အမှုတ်တွေဖြစ်ပါတယ်အရသာကတော့ပထမငပိပါတာပိုကောင်းပါတယ်